ဗုဒ္ဓဟူးကြိုနဲ့ဂျာတာပလီကြိုတွေနောက်ပြန်လှည့်နေပြီးစနေကြိုကပုံမှန်တိုင်းအတည်ပြန်သွားမယ်2025နိုဝင်ဘာလအတွင်းဘယ်ယာဒီဖွားတွေကကန်စားတာအကောင်းဆုံးဖြစ်လာမလဲဘလို့ကန်ကောင်းခြင်းတွေနဲ့ကြုံတွေ့ရမလဲဆိုတာဟော့ကိန်းထုတ်တင်ပြလိုက်ပါတယ်။နိုဝင်ဘာလထဲမှာဒိစာယာဒီဖွားတွေဟာမမျောလင့်ပဲငွေကြေးရပေါက်ရလန့်အစ်စ်တွေပေါ်လာတတ်ပြီးမထင်မှတ်တဲ့လမ်းကြောင်းကနေလဲလက်ဆောင်ပစ္စည်းတွေလိုချင်တာတွေရရှိတတ်ပါတယ်။ဒီလထဲမှာစိတ်ကူးအကြံစီတွေစတင်ကောင်းထဲပေါ်ရင်အောင်မြင်တတ်ပါတယ်။ဒါပေမဲ့အရန်စုံစားတာမျိုးတော့မလုံတင်သေးတဲ့ကာလဖြစ်ပါတယ်။ တူရတီဖွားတွေကတော့နိုဝင်ဘာလထဲမှာအလုတ်ကန်ရာဒုဌာနနဲ့ပတ်သက်လို့ကံကောင်းတတ်ပါတယ်အလုတ်ပြောင်းချင်ရင်လည်းတိထက်ကောင်းတဲ့ရာဒုနေရာအခွင့်အရေးကိုရရှိတတ်ပါတယ်ဝင်ငွေလမ်းကြောင်းအစ်စ်တွေလည်းပေါ်ပေါက်လာတတ်ပြီးငွေကြေးရင်းနှီးမြှုပ်နှံမှုတွေလည်းဒုတိယလောက်ဝက်အတွင်းမှာဆောင်ရွက်တင်ပါတယ်မိထုံရတီဖွားတွေကနိုဝင်ဘာလအတွင်းလုပ်ငန်းတစ်အခွင့်အလမ်းတစ်တွေပေါ်ပေါက်လာတတ်ပြီးတော့ငွေကြေးကျိုးမြတ်ခံစားခွင့်တွေလည်းလက်ထက်ရောက်လာတတ်ပါတယ်ကျန်းမာရေးညံ့နေတယ်ဆိုရင်ဒီလထဲမှာတက်တာလာနိုင်ပြီးနေ့စဉ်လုပ်ငန်းဆောင်တာတွေလည်းအရင်လတွေထက်ပိုမိုလွယ်ကူချုံးမွေးလာပါလိမ့်မယ် ။ကုန်ရသည့်ဖွားတွေအတွက်ကတော့နိုဝင်ဘာလဟာတတိရှိလေကံကောင်းလေဖြစ်မဲ့ကာလလို့ဆိုရမှာပါ။ဒီလထဲမှာကျူးပန်းအထုတ်ခဲ့တဲ့အရာတွေကအောင်မြင်မှုတွေစတင်ရရှိလာတတ်ပြီးမျှော်လင့်မထားတဲ့အကူအညီထောက်ပံ့တွေလည်းရရှိတတ်ပါတယ်။ကိုယ်စိတ်ကူးရွေချက်တွေကိုလက်တွေ့ကျကျဖြစ်လာအောင်ကြိုးစားနိုင်မဲ့ကာလဖြစ်ပါတယ်။ ကကရာသီဖွားတွေအနေနဲ့နိုဝင်ဘာလမှာအဆအဆအရာရာအစင်ပြေချုံးမွေးမှုတွေဖြစ်လာမှာဆိုပေမဲ့ဘယ်ကိစ္စမဆိုအလင်းစလိုဆုံးဖြတ်တာမျိုးမလုပ်သင့်မဲ့အချိန်ယူစဉ်းစားပြီးမှဆုံးဖြတ်လောက်ကင်တင်ပါလေလှုပ်ချင်တာတွေကိုခဏမျိုးတိတ်ပြီးနှစ်ခါပြန်သုံးသပ်စဉ်းစားပြီးမှလုပ်ရမှာဖြစ်ပါတယ်ဒီလထဲမှာအပျော်ပါအသွာလာတွေလည်းပေါ်လာနိုင်ပြီးပျော်ရွှင်ဝမ်းမြောက်စရာတွေဖြစ်ပေါ်လာပါလိမ့်မယ်ဒါကတော့2025ခုနှစ် နိုဝင်ဘာလထဲမှာထူးထူးခြားခြားကန်ကောင်းနိုင်တဲ့ရာသီခွင်တွေပဲဖြစ်ပါတယ်။ကျန်တဲ့ရာသီဖွားတွေလည်းဒီလမှာပါမလာလို့စိတ်မပြတ်အမလျှော့ပဲနောက်လာရည်ရဲ့ကန်ကောင်းသူစီရင်မှာကိုယ်အလဲရောက်လာနိုင်တဲ့အတွက်ဆက်လက်ဆောင်မြော်ကြည့်ရှုဖို့ဗေဒင်တူတာကဖိတ်ခေါ်လိုက်ပါတယ်။